အားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ရဲ့ထာဝရအခမဲ့ဂီတာသင်တန်းအကောင်လေးကိုကြည့်ရှုပြီးတော့လေးလာသင်ကြားနေတဲ့ခက်ခဲရှိကြတဲ့ညီကောင်တို့များအားလုံးဆင်ပြေပါစေလို့အရင်စုမကောင်တောင်းရင်းနဲ့ကျွန်တော်ခုသင်ကန်းစာခုနှစ် B အုပ်စုနဲ့ Disco လက်ကတ်လက်ခတ်လေးပြမယ်နော် B Family အုပ်စုနဲ့ Disco လက်ခတ်လေးပြမယ်အဲ့လိုနော်ရတော့မပြရတော့မှလျှောက်လောက်တော့လိုက်ရှာနေတယ် ဒါကတော့ disco မူလေပေါ့နော်ဒီလို disco ဆန်းဆန်းတချင်းလေးဆိုလို့ရတယ်အဲ့လိုနော်ပြီးတော့ကျွန်တော်လက်ကတ်လေးကိုပြမယ်နော်အဲဒီ on လေးရကျွန်တော်ဒါ inflat minor လေးနဲ့စာပါနော်ဒါ minor မူလေပေါ့နော်ကျွန်တော်လက်ကတ်လေးကိုပြမယ်နော် disco လက်ကတ်လေးကိုနော်စသကြီးအပေါ်ကျိုးအားပြုပြီးဒီမှာတော့ pin out မှာ1အဲတူးမှာကျတော့ဂျမ်းဂျမ်းတော့တော့အဲတော့အဲအဲ့လားလေးမှာလက်ကလေးကိုတစ်ချက်လောက်ကြွားလိုက်မယ်နော်1 2 3 ，one。 မှာကြာနည်းနည်းလေးကြွလာပြီအဲအဲ့လိုမှုလေးပေါ့နော်1 2 3 4 down down up down down up နော်1 2 3 4 down down up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  နော်အဲဒါလေးက down down up လေးရှင်းမှတ်တယ်ပါနော်ကျွန်တော်ပြီးရင်အပေါ်မှာညာလေးနဲ့ ပုံလေးပြပေးထားမယ်နော်အဲ့တော့ဒါက disco လက်ခက်လေးပါလို့လူးချိန်တော့ကျန်းလာတဲ့ခါကျရင်အဲ့လိုလေးလူးလို့ရတယ်ပေါ့နော်ဒါအခုအတော့တော့အတော့တော့နော်အဲ့ဒါလေးကို disco လက်ခက်လေးကိုအရင်မှအောင်လေ့ကျင့်ပါဦးလို့နော်အဲ့ဒါလက်ခက်လေးရဲ့ပါလေးကိုကျွန်တော်ဒါ java stroke လေးပြပြပြီဆိုတော့ကျွန်တော် b family အုပ်စု god လေးကိုပြမယ်နော် b family အုပ်စု god လေးကိုကျွန်တော်ပြမယ်ဆိုတော့ကျွန်တော်ဒီမှာနှစ်မျိုး ည်းနည်းတိုးလိုက်အောင်မယ်နည်းနည်းတိုးလိုက်အောင်မယ်ခင်ဗျခဏလေးပါโอเคပါအဲ့တော့ကျွန်တော်ဒီဘက်နည်းနည်းတိုးလိုက်အောင်မယ်ဘီဖီကကျွန်တော်တို့1 2 3ဂီတာဖလက်က4ခွဲမြောက်1 2 3ပေါ့လေးကျိုးကန်လိုက်ရင်ဟောဒါဖြားလိုက်လမ်းညွှန်းနဲ့ဖိလိုက်တာဒါဘီပါနော်ဘီပါဒီကန်လဲရပါလေပုံပြေဆုံးချင်း1 2 3 4 5 6 9ခွဲမြောက် တချို့လက်တန်းနဲ့ပြီးလိုက်ပါအဲဒါလည်းဘီပါပဲလို့နော်နော်ဒါဘီပါနော်ရှင်းမှတင်ပါရနော်အဲအဲ့တော့နောက်ဒီဘက်ဘီအကြီးကင်လာတော့ဒါကလည်းပြမယ်ဟာနော်အဲ့ဒါကြတော့ guitar flat ကဲကျွန်တော်ဒီအကြီးလိုက်1 2 3 4 5 6 9ကွတ်မြောက်နော်9ကွတ်မြောက်မှာတချို့နဲ့2ချို့လက်ညိုးလေးနဲ့ပြားလိုက်ပြီးလိုက်ပါ9ကွတ်မြောက်ပြီးတော့10ကွတ်မြောက်3ချို့လက်ကလေးနဲ့ပြီးလိုက်ပါပြီးရင်9ကွတ်မြောက် လေးကျိုးလက်တန်းလေးနဲ့ဖိလိုက်ပါပြီးရင်ကိုးခွက်မြောက်ငါးကျိုးကိုလက်တကျိုးလေးနဲ့ဖိလိုက်ပါနော်ဒါဘီကော့ပါလို့နော်ဘီပြီးတော့သူ့အုပ်စုထဲမှာ E flat minor ပါတယ်နော် E flat minor E flat minor ဆိုကြော position ကတော့ကြော်ရှေ့မှာ B minor ကိုင်းတလို့ position ပဲပေါ့နော်အဲ့ဒါတော့ဘယ်နှခွက်မြောက်စာမလဲဆိုတော့1 2 3 4 5 6 6ခွက်မြောက် လက်ညိုးနဲ့တကြိုးဖိမယ်ခုနှစ်ကွက်မြောက်လက်ကလေးနဲ့နှစ်ကြိုးဖိမယ်เนาะပြီးရင်ရှစ်ကွက်မြောက်အဲသုံးကြိုးကိုလက်တန်းနဲ့ဖိမယ်ပြီးရင်ရှစ်ကွက်မြောက်လေးကြိုးကိုလက်တကြွယ်နဲ့ဖိမယ်เนาะเนาะဒီနှစ်3 4 5 6ခုရှစ်ကွက်မြောက်ဟုတ်ပြီเนาะဒါ B minor position အတိုင်းပါပဲเนาะဒါ E flat minor လို့ခေါ်တာเนาะ E flat minor ပါเนาะပြီးလို့ရှိရင် D flat minor ပေါ့เนาะဒါ B also ဒီမှာ D flat minor ပါတယ် D flat minor 1 2 3 4 လေးခွက်မြောက်ရဲ့စောစောပိုဇီရှင်ကိုင်တဲ့အတိုင်းပဲနော်လေးခွက်မြောက်ရဲ့တကြိုးကိုလက်ညှိုးနဲ့ပြီးမယ်နော်ငါးခွက်မြောက်ရဲ့နှစ်ကြိုးကိုလက်ကလေးနဲ့ပြီးမယ်၆ခွက်မြောက်ရဲ့သုံးကြိုးကိုလက်တန်းနဲ့ပြီးမယ်၆ခွက်မြောက်ရဲ့လေးကြိုးကိုလက်သကြွနဲ့ပြီးမယ်နော်အဲဒါ D flat minor ပါနော်ပြီးလို့ရှိရင်သူက G flat ပေါ့နော်ဒါဒါ B ဥစုထဲမှာ G flat ပါနော် G flat ကတော့ဒီမှာတစ်ခွက်မြောက်နှစ်ခွက်မြောက်နော်နှစ်ခွက်မြောက်ရဲ့တင်းနဲ့နှစ်ကိုလက်ညှိုးလေးနဲ့ပြီးလိုက်ပါပြီးရင် သုံးခွင်းမြောက်ကိုသုံးချို့လက်ကလင်နဲ့ဖိလိုက်ပါပြီးရင်လေးခွင်းမြောက်ကလေးချို့ကိုလက်တန်းလေးနဲ့ဖိလိုက်ပါเนาะပြီးရင်လေးခွင်းမြောက်ကငါးချို့ကိုလက်တကြွနဲ့ဖိလိုက်ပါဒါကြည်ဖလက်ပါလို့เนาะဒါကြည်ဖလက်ပါပြီးတော့ကျွန်တော်အဲသူခေါ်နေပေါ့ A flat minor ပေါ့เนาะ A flat minor ပြရတာ B အုပ်စုထဲမှာ A flat minor လည်းပါတယ်เนาะဆောစောကကျွန်တော် disco လေးတီးပါတာဒီ A flat minor လည်းပါပေါ့เนาะ A flat minor တော့1 2 3 4เนาะ လေးခွဲ့မြောက်ကဲတင့်တင့်သုံးကျိုးကိုလက်ညှိုးနဲ့ပြားလိုက်ပြီးလိုက်ပါနောက်ကဲ6ခွဲ့မြောက်ကဲဟုတ်လားလေးကျိုးကိုလက်တန်းနဲ့ပြီးလိုက်ပါ6ခွဲ့မြောက်ကဲ9ကျိုးကိုလက်စကြွယ်နဲ့ပြီးလိုက်ပါဒါအင်ဖလက်မိုင်းလာပါတော့ဒါအင်ဖလက်မိုင်းလာတော့ပါနောက်ပြီးတော့ B အုပ်စုထဲမှာပဲ E ကောပါပါလဲเนาะ E ကတော့အားလုံးလည်းသိပြီးသားပါကျွန်တော်ပြပြလာပါเนาะဟိုးရှိနေပါလဲပြပြလာတော့ E E ကောတော့သိမှထင်ပါလဲเนาะဒါ E ကတော့ ါเนาะတပါလွယ်ပါလေပြရတော့เนาะပြီးတော့တော့အားလုံးရှိမှသိမယ်လို့ထင်ပါတယ်လို့เนาะနောက်ထပ်ရှင်းအောင်ပြောလိုက်ပါမယ်ဗျာเนาะပထမဦးဆုံးအကွက်ကိုဖုံးကျိုးကိုလက်ညိုးနဲ့ဖိမယ်ဒုတိယအကွက်လေးကျိုးကိုလက်စကြောနဲ့ဖိမယ်ဒုတိယအကွက်ငါးကျိုးကိုလက်ကလဲနဲ့ဖိမယ်ဒါအီးပါเนาะအဲဒါဘီအုပ်စုရဲ့အခြေခံကော့လေးတွေပေါ့เนาะဒါအခြေခံကော့လေးတွေပေါ့ကျွန်တော် ဒီတစ်ဖက်ပြီးသွားပြီဆိုလို့ရှိရင် drawing card solar t ထိပြီးသွားပြီပေါ့နော်ကျွန်တော်ဒီကြားထဲမှာ scale လေးတွေပြမယ်ပြီးရင်ဒီသင်္ကန်းသား1 2 3 4 5 6ရဲ့အဆက်ပေါ့နော်အဲ့တဲမှာမှာဒီအုပ်စုထဲမှာခတ်တဲ့ core တွေကျွန်တော်နောက်ပိုင်းဆက်လက်ပြီးတော့တင်ဆက်ပြသပြီးတော့ပါမယ်လို့ပြောရင်းနဲ့ကျွန်တော်အကောင့်လေးကြည့်ပြီးတော့လေ့လာနေကြတဲ့ကျွန်တော်ညီကောင်မောင်မအားလုံးပေါ့နော်ဂီတာချစ်တဲ့ဂီတာချစ်တဲ့ဒီကောင်မောင်မမောင်မများအားလုံးအစားအရာအဆင်ပြေပျော်ရွှင်ပါသည်လို့ကျွန်တော်ဒီကနေ့ဆုမောင်းတောင်းပေးလိုက်ပါတယ်နော်